မင်္ဂလာပါရှင်။ရောင်ရွံ့များနဲ့တူတာ channel မှာကြိုဆိုပါရရှင်။ကျမကတော့ May Grace ပါ။ကျမဒီနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့ဝိထုတော်လေးကတော့ဆ ਿਆ မမိုးမိုးအေးရရဲ့1980ပြည့်အမျိုးသားစာပေဆူရဝိထုတော်တပုတ်ဖြစ်တဲ့ပြေဆောင်ခြင်းနဲ့မပြေဆောင်ခြင်းဆိုတဲ့ဝိထုလေးပဲဖြစ်ပါတယ်။ကျမနဲ့တူလိုက်ပါနားဆင်ကြကြပါအောင်နော်။ပြေဆောင်ခြင်းနဲ့မပြေဆောင်ခြင်းအပိုင်းနဲ့ ခင်ထွေးကတော့မကြာခဏရောက်လာတတ်၏ရှိသည်များကိုလှန်လှောစားတောက်သွားပြီးလှုပ်เสียရှိသည်ကိုလည်းလှုပ်ပေးသွားတတ်၏ခင်ထွေးဤတစတစပိန်ချုံးလာသောကိုခန္ဓာကိုကြည့်ကအိန်အောင်ရေးအတွက်မြုံနံစည်းလိုက်ရသောစွမ်းအင်များကို တွေးဆနှမျောမိ၏ခင်ထွေးကတော့သူ့ဘဝသူဂျင်းနေသည်သာ သူ့အိမ်အကြောင်းရောက်ခမအကြောင်းဆိုသည်ကောင်းသည်ဘာမှမပြော သို့တော်သူ့အကြောင်းကို ကျမကြားနေရပါသည် ဟန်ဆောင်ကောင်း၍အရာရာချိုးတက်လျက်ရှိသော သူတို့မိသားစုကိုခင်ထွေးလှုပ်ကျွေးနေရပေပြီပြီးတော့ခင်ထွေးကပညာမတက်လက်မှုပညာဖြင့်အလုံးလုံးရသည်မို့အထင်သေးကြသည်တဲ့တခါမှာတော့ခင်ထွေးတရမဝဲမရဲဖြင့်ကျမစီရောက်လာသည် သူနှင့်ကျမသည်ဘဝကိုအတူရုန်းကန်ခဲ့ကြသည်မို့ကျမကိုသူယုံကြည်အားကိုးပုံရ၏ခင်ထွေးသည်အပြုံးမပြတ်ဟန်ဆောင်ရင်းအတန်မှန်ဖြင့်ကျမကိုပြော၏ခုဆက်ကလေးကလည်းချူကြတယ်မမကြီးရဲ့ ပြီးတင်ဆက်ကလေးကောင်းကောင်းတလုံးနဲ့လဲခြင်းလို့ဝင်900လောက်ခဏလှည့်ပါမမကြီးခင်ထွေးတကူလုံးကိုကျမအကဲခတ်လိုက်ဤလက်ောက်တရံမှလွဲ၍ဘာမှမရှိတော့ကျမကဘာမှမပြောဝင်900ကိုထုတ်ပေးလိုက်သည်ခင်ထွေးသည်ရဲသလိုမောသလိုနဲ့ကျမကိုပြောသေးသည်မမကြီးယူနေကြအတိုင်းယူပေါ့ငါကပစ္စည်းမပိုင်တစ်ဆယ်ယူတာဤကျမလက်ောက်တွေထားခဲ့မယ်လေသုံးချက်ယူ ခင်ထွေးသည် ပြုံးငါရေကဖြင့်သူ့လက်ကောက်တွေကိုချွတ်၏။ကျမကဘာမှမပြောဘဲခက်အေးအေးကြည့်နေသောအခါခင်ထွေးမျက်နှာပြက်လာ၏။၎င်းနောက်ကျမကိုမယုံမရဲကြည့်ရင်ကျမလက်ထဲကိုလက်ကောက်များထည့်ပေးလေသည်။ခင်ထွေးသည်ကျမကိုလှဲမကြည့်တော့ဘဲတိတ်ဆိတ်စွာပင်ဆင်းသွား၏။ကျမမှာပြောကျင်သောစကားများရှိပါလျက်နှုတ်လေးကမပြောပြတော့ပေတကယ်တော့ခင်ထွေးစီကအတိုးယူဖို့လဲစိတ်မကူငွေကို ပြန်ယူဖို့လဲစိတ်မကူပါ ။သူ့လက်ကောက်များကိုတော့သူ့လက်ထဲမှာထားလျင်တစားတစားပျောက်ပြက်သွားမည်ဆို၍ဒိန်စီထားလိုက်သည့်သဘောဖြစ်ပါသည်။ခင်ထွေးကျမကိုစိတ်နာသွားဟန်တူပါသည်။အတိုးလဲလာမဆက်သူ့ပစ္စည်းကိုလည်းလာမယူတော့ပါ။ကျမသူ့စီသွား၍အကျိုးအကြောင်းပြောဖို့ကြံပါသည်။သောသောအတန်ကြာကဖြစ်ပွားခဲ့သောတအိမ်နှင့်ပတ်သက်သောယောဂါပြန်ပေါ်လာသဖြင့်ကျမအိပ်ရာတွေလဲပါတော့သည် အတွေးပေါင်းများစွာဖြင့်နိုးတဝက်ပျော်တဝက်ဖြင့်ဖြစ်နေရမှစူညံသောအတန်များကြောင့်အိမ်ယာမှပြန်နိုးလာမိ၏။စေယုံတွင်သို့ဧည့်သည်များအဆက်မပြတ်ဝင်လာပါသည်။ခဏအကြာတွင်ပင်လူနာနှစ်ယောက်သာရှိသောကျမတို့အခန်းလေးထဲမှဧည့်သည်များပြည့်၍သွားလေသည်။သို့သော ကျမဧည့်သည်ကတရားမျှမပါတဖက်မှတအိမ်ကင်းစားဖြင့်လာရောက်ကုနေသူအဖွားကြီးဤသားသမီးဆွေမျိုးများပင်ဖြစ်လေသည်အဖွားကြီးအခြေအနေကတိတ်ဟန်ပုံမပေါ်ပါ လာရောက်သူများ၏မျက်နှာတွင်စိုးရိမ်ပူပန်မှုအရင်းလက္ခဏာကို အထင်းသာမြင်နေရတော့လဲသူတို့နှုတ်ကမူလူနာအတက်စီမြည်စကားများကို ရှွန်းရှွန်းဝေအောင်ပြောနေကြလေသည်မိမိသားကြီးစီယာဒီနေ့ပဲစာရောက်လာတယ်မိမိတက်ရင်ကိုပြန်ရောက်နေပြီတဲ့အလုတ်ကိစ္စတွေပြပြချင်းရန်ကုန်ဆဲလာမယ်တဲ့မိမိဖို့ယုံမွေးဆွဲတာတော့ဝင်လာသေးတယ်တဲ့မိမိစေးယုံကဆင်းရင်ဝေးရမှာအတော်ပဲအဖွားကြီးကခြေနဲ့အားရဟန်ဖြင့်ပြုံးနေ၏ ်သူခင်မွန်ဖြစ်ဟန်တူသောအဖိုးကြီးသည်သားသမီးတွေကြားတွင်မမကြီးရခအေဂျင်စိတ်ငြိမ်စွာကြည်နေလေသည်။ကျမတော့တသမျှမှတ်သမျှပေါင်းလာတာပဲ။မမေကြိုက်ပါမလားမသိဘူး။ချွေးမဖြစ်သူကသူယူလာသောဟင်းခွက်ကိုအဖွားကြီးရှိတိုးပေး၏။သမီးဖြစ်သူကအသာယူပြီးခွန်ပေးလေသည်။အေးမလည်းစာမွေးအောင်နဲ့မမေရဲ့ဂုံတူးသုံးခုတောင်မှအဲ့ဒါအိမ်မှာမွေးငှားချက်ပြီးတငယ်ချင်းတွေခေါ်ကြွေးမလို့တဲ့။ ဖွားဖွားကိုလည်းစူးချခိုင်းမယ်လို့ပြောနေလေရဲ့အေးအေးငါမီးကတော်တာစူးချရမှာပေါ့ကွယ်အဖွားကြီးစီမှရွှင်လန်းအားတက်သောအတန်ကိုကြားကြရ၏ခေတ္တခဏတော့ယောဂဝေဒနာကိုမေ့ပြောင်းနေဟန်တူလေသည်ဟဲ့ဒီမှာမုတ်တွေအများကြီးပဲစားမကုန်တော့ဘူးငါမီးတွေကိုပေးလိုက်ပါဦးစားကြ အဖွားကြီးကမုတ်ထုပ်များကိုလက်ညှိုးညွန်က အတူပါလာသောကလေးများကိုကျွေးစေလေသည်အဲ့နှင်ခေါင်းလောင်းထိုးပြီးအတန်ကြာမှအိမ်သားတွေပြန်သွားကြသည်ကျမသည်တဖက်ကလေးမှအိမ်ကပါလာသောကြက်သားကျော်နှင့်ဆေးရုံအလုသမားကိုဝယ်ခိုင်းထားသောတမင်းကိုစူးစား၍စားနေရ၏ဆေးရုံမှာဧည့်သည်တွေကုန်ကန်နီးမှ အဖော်ကောင်မလေးမတ်ရွှေပြေးဝင်လာလေသည်အမလီမမကြီးရဲ့မမကြီးအခန်းကလည်းရှာရခတ်လိုက်တာ ကျမမင်းကအခန်းသွားရှာတာမတွေ့လို့မမကြီးဘိုက်ခွဲပြီးပြီလားဟင်ကျမဘာမှမပြောခေါင်းသာအตาညှိမ့်ပြလိုက်ဤတကယ်တော့ဘိုက်မခွဲပါမေးစေးပေးပြီးတအိမ်ကိုစစ်ဆေးပါသည် အချားဘာတွေလောက်တီတော့မတီပါမမကြီးမာတာတွေအကုန်ယူလာတာပဲစုံရလာကြည့်ပါဦးမနေ့ကကျမထမင်းလာပို့ရမလားနေပါစေမပို့နဲ့အိမ်ကိုဘယ်သူတွေလာကြသေးလဲ ။ခင်ထွေးများလာသေးလားဟုမေးလို့တော့လဲမမေးတော့ပါ။မမကြီးစီလာနေကြဈေးတွေလာတာပဲ။မမကြီးစေုံတက်နေတယ်လို့ပြောလိုက်တယ်။အိမ်ပြေးကအတော်ကြီးကတော့မနဲ့ကြလာမေးအောင်မလို့တဲ့။အေးငါလည်းတိတ်မကြပါဘူး။နှစ်ရက်သုံးရက်ပဲ။ကဲဒါတွေတိတ်လိုက်စမ်း။စားလို့လည်းမရပါဘူး။မမကြီးကလည်းဘယ်စားကောင်းမလဲ။ဟင်းတွေက၆ကက်ကက်နဲ့ တကယ်တော့ကျမဘဝကြီးကိုက6ကက်ကက်နိုင်လှသည်ကိုယခုမှပင်ကျမသတိပြုမိပါသည် ကျမတွင်ဆေးဝါးအစုံလင်ရှိပါသည်ငွေရှိပါသည် သို့တော်ငွေဖြင့်ဝယ်၍မရနိုင်သောအရာတွေရှိပါသေးကလားတစ်ဖက်ကရင်ကအဖွားကြီးသည်နှစ်ချိုက်စွာအိမ်မောကြသွားပါပြီ ကျမသည်သာတိတ်ဆိတ်သောညလယ်မှာ6ချားစွာနိုးကြားလျက်ရှိပါသည် နေလေကအေးရွာထားသဖြင့်တကြား အတွေးပေါင်းစုံဝင်ရောက်နှောက်ရှက်မှုကြောင့်တကြားဘလိုပင်စူးစား၍အိတ်တော်လဲအိတ်မပြောတော့ပါခင်လေးတယောက်သားသမီးတွေနဲ့လောက်မှလောက်ငါပါလေစားခလေးတွေကလည်းချစ်စရာအတူသာနေကြမည်ဆိုရင်ငါသားသမီးတွေနဲ့မချာချစ်ရမှာပဲစောစောကမိသားစုလိုစူးစူးညံ့ညံ့နဲ့ပျော်စရာကြီးနေမှာခင်ထွေးလဲရောက်ခမနဲ့အဆင်ပြေမှပြေးပါလေစားကိုရက်ကိုတီတာမဟုတ်တဲ့နေရာမှာ ခမားတယောက်တည်းမျက်နာငယ်ရှာပေမည်။ဘာပဲဖြစ်ဖြစ်ညီမတို့စီစီလုံးလုံးသာဆိုရင် တလောကလုံးကိုရင်ဆိုင်ရစီအောင်တော့မှုเสียမဟုတ်။ယခုတော့မိမိတယောက်တည်းဤအယူဆအောက်မှာအာလုံးဖျို့ဖျဲဖြစ်ခဲ့ကြရလေသည်မိုးသာဆင်းဆင်းလင်းလာ၏ကျမအိမ်မပြောပါနောက်နေ့တွင် အထူးသူနာပြုတူငှားရန်ဆုံးဖြတ်လိုက်ရပါသည်ဘေးကနေမှအဖွားကြီးသည်အိမ်ယာမှတော်တော်နှင့်မနှော ဆီယာမလေးများအပြားလာတိုင်းချိန်တွင်အဖွားကြီးအခြေအနေစိုးရိမ်ရာကြောင်းဖြင့်သူ့အိမ်ကို ဖုံးဆက်ကြလေသည် အဖိုးကြီးနှင့်သားကြီးသမီးကြီးများချက်ချင်းရောက်လာကြလေ၏အဖွားကြီးသည်ခင်မွန်းဖြစ်သူနှင့်သားသမီးများကိုနှုတ်ဆက်သောအကြည့်ဖြင့်ကြည်၏တေခြင်းတရားကိုနှဖူးတွေဒူးတွေရင်ဆိုင်ရတော်လဲတုံလုံးပုံမပေါ်ပါလောကတွင်ကြာရာနေရာမှတာဝန်ထမ်းဆောင်ပြီးဆုံးပြီမို့အေးစေးစွာပြန်လဲထွက်ခွာရန်ဆုံးဖြတ်ထားသည်နေပင် ာသမီများသည် မိခင်ဖြစ်သူ၏နောက်ဆုံးအချိန်ကိုခြေကွဲစွာစောင့်ကြည့်ရင်းတောင်းစုပြုနေကြပုံရ၏။ဘွားခီမှထွက်ခွာသွားမည်သူနှင့်ကြံရည်သူတို့အကြားတွင်မေတ္တာတရား၏အယောင်သည်တောက်ပလျက်ရှိလေသည်။ဖျားဖျားငါသာအခုနေသေးသွားရင်တော့ငါအတွက်ဘာမှမရှိပါလား။ပစ္စည်းဥစ္စာရောပါဆင်းရဲမှာစိုးရင်ပူပန်နေရတဲ့တော့က ဖြစ်လာသမျှကို လောကဓမ္မတာပဲရဲ့လို့မဖြေပြောင်းနိုင်တဲ့ဒေါသတွေနဲ့နောင်ဘဝမှာပိမ့်ပိမ့်မှောင်နေတော့မှာပဲမကြခင်မှာပင်ကျမအတွက်သူနာပြူဆီယာမရောက်လာပါသည် မခင်ရေးဆိုတာလားဟုတ်ပါတယ်အပြူကြီးနော်ဟုတ်ကဲ့อืมအပြူကြီးတွေလည်းတိမ်ကဒုက္ခပေးရတည်တာပဲတချို့လည်းအိမ်အောင်ပြူရင်ပျောက်သွားရောယောက်ျားယူလိုက်ပါလား မစွန်လို့ပါဆရာမရေကျမသည်စကားပြောပေါ်ရသဖြင့်ပေါ်ပါရွှင်လန်းသွား၏ရတာမလို့လိုရာမရနဲ့တော့ကြငပြောတော့ဖက်နေရမယ်နော်မောင်နှမတွေရောရှိလားညီမနှစ်ယောက်ရှိပါတယ်သူတို့ကတော့အိမ်နောင်တွင်နဲ့သူတွေတူမတွေကိုပဲချစ်နေရတယ်ဆိုပါတော့လေကျမခက်မစိတ်ပင်နေလိုက်ပါသည်အော်ငါဘဝမှာချစ်စရာတွေရှိပါလျက်နဲ့မေးထားခဲ့ပါသည်ကော ေးလျင်ကိုနှစ်အတူပါမလာနိုင်သောပျက်စီးဥစ္စာတွေကိုကြစ်ကြစ်ပါအောင်စုပ်ကင်ပြီးတစားတစားအိုမင်းရင့်ရော်လာသည့်အဖြစ်ကိုသတိမပြုမိခဲ့ပါပေ။ခနာအကြာတွင်တစ်ဖက်ကလေးမှ ရုပ်ရုပ်တဲတဲဖြစ်သွားပါသည်။ဂျမအီဆီယာမသည်အနှိဋ္ဌာယုံမြင်ကွင်းကိုမမြင်စေလိုသည့်အလားလိုက်ကာတစ်ခုကိုအပြေးလွှားယူငင်ပြီးတစ်ဖက်ကလေးတို့ကာယံပေးလိုက်ပါသည်။ကျေ၍ငိုရှိုက်တံများပြန့်လွင့်လာသည်ဖြင့် အဖွားကြီးဘဝကူးသွားပြီဟုနားလေလိုက်ရပါသည်ခဏအကြာတွင်တော့သူတို့မိသားစုတိတ်ဆိတ်စွာထွက်ခွာသွားကြပါသည်အလောင်းကိုလည်းတက်ဆိုင်ရာမှလာ၍တဲ့ဤဆီယာမကကျမကိုအားပေးသလိုကြည်ရင်အင်းယောဂါကလည်းကျွန်းအသက်ကလည်းကြီးပြီဆိုတော့ဟုတ်တိုးတိုးရေရွတ်ပါသည်ကျမမကြောက်ပါဘူးဆီယာမရဲ့အားလုံးဟာတနေ့တော့တေးကြရမှာပါပဲအင်းဟုတ်တယ်ဟုတ်တယ် ်မသေးခင်လောကကြီးမှာအဆင်ပြေအောင်နေရဖို့သာရှိတာဒါကြောင့်ကျမတော့ဖြည့်ရဘဝမှာပျော်ပျော်ပဲနေတယ်ကျမမှာကလေးငါးယောက်ရှိတယ်အစာကတော့မွေးရမှာစိတ်ညစ်တယ်အခုတော့ရိုးသွားပြီအမကြီးရဲ့ဟဲဟဲဘဲတက်နိုင်မလဲဖျားသခင်ပေးတဲ့အတိုင်းပေါ့ဆီယာမသည်ကျမကိုဟောလစ်တစ်ခွက်ဖြော်၍တိုက်၏ပစ္စည်းတွေကလည်းစုံလှကြည်လားညီမတွေလာပို့ထားတာလား ဟုတ်ပါဘူးကျမဖာသာစူးစောင်းထားတာ။အော်အော်အပြူကြီးဆိုတော့စေးစက်သေးကြတာပေါ့လေ။ဒါပေမဲ့လေအမကြီးရဲ့နေမကောင်းတဲ့အချိန်များမှာကိုသားသမီးကမတက်တက်တက်နဲ့ပြူးစူတာလေးကိုကပဲအရသာ။ဘာနဲ့မှမတူဘူး။အင်းဟုတ်မှာပေါ့လေ။တကယ်ပင်ကျမပါဇက်ထဲမှာဘာကိုမှ အရသာမတွေးလာပါကြီး။ ။တစ်ဖက်ကလေးမှအဖွားကြီးကတော့တေဂာနီအထိတပြုံးပြုံးဖြင့်သူ့ဘဝကိုသူကျေနပ်စွာရင်ဆိုင်သွား၏။ကျမမှာတော့ပြည့်စုံသည်ဟုထင်နေသောဘဝဤမပြည့်စုံခြင်းကိုခံစားနေရလေသည်။ဟောဒီမှာလဲစက်သားကျော်တွေအမဲသားကျော်တွေပါလား။အများကြီးပဲ။ဆေးရုံကဆင်းတဲ့အထိစားဖို့လေ။ဆရာမသည်မတိမတာနှာခေါင်းရှုံသွား၏။"အိုးကြာသွားတော့ဘယ်စားကောင်းမလဲ။တမျိုးတည်းစားနေရတော့လေညင်းငွေမှာပေါ့။" ကျမဘာမှမပြောပါ ပြောခြင်းစိတ်လည်းမရှိတော့ပါအိယာဘောလှရင်အိပ်ပျော်ရန်စူးစမ်းနေလိုက်ပါသည်ညနေကြမှာအပြင်ကိုလူလွတ်ပြီးထမင်းဝယ်ခိုင်းရင်ဆရာမကဘာပြောအောင်မည်လဲအိုးမတတ်နိုင်ဘူးလေကိုဖန်တီးတဲ့ဘဝပဲလူတန်များစွစွညံ့ညံ့ကြရ၍ဘေးကရင်တို့လူနာအသက်ရောက်နေသည်လားဟုမျက်လုံးဝေး၍ကြည့်လိုက်သည် ကျမလုံးဝမမျှော်လင့်ထားသူများကိုမြင်လိုက်ရလေသည်ခင်ထွေးနှင့်ခင်လေး ပြီးတော့ခင်လေးဤသမီးဆဲကျော်တက်ရွယ်မိမ့်မငယ်သည်ခင်လေးထက်ကျမနှင့်ပဲပိုတူတယ်လို့လို့ရုတ်တရက်တော့ကျမငေးကြောင်၍သာကြည်နေမိပါသည်မမကြီးရဲ့ဆေးရုံတက်ရတယ်ဆိုအမခိုင်းရော့ပေါ်ဈေးတဲကလူတွေပြောအမသိရတယ်ခင်ထွေးကငိုတန်ပါနဲ့ပြော၏ခင်လေးကရှေ့တိုးလာရင်ခေါင်းကိုငုံကကျမလက်များကိုစုံနေပေးလေသည် ကျမ၏တသက်တာတွင်တခါမျှမခံစားရဘူးသောကြည်နူးမှုတို့ကိုတပြိုင်နက်တည်းခံစားရပါသည်။အမကြီးဟာတယောက်တည်းနေခြင်းလို့သာပါ။ကျမတို့မမကြီးကျေးဇူးကိုမမေ့ပါဘူး။ကျမတို့ပြုစုနိုင်ပါတယ်မမကြီးရဲ့။အမကြီးကထမင်းအောင်ဝဲစားနေတယ်ဆိုတော့ခင်လေးကဝမ်းနည်းစကားဆိုပါသည်။သူနာပြုเสียမှအနာရင်မရှိ၍တော်ပါတော့သည်။ ။ခင်လေးသည်ထမင်းကြိုင်တစ်ခုကိုလက်မှဆွဲထားသောသူ့သမီးကိုရှေ့သို့လှမ်းဆွဲလိုက်ပါသည်။ချီချီမေကိုထဲ့ကျွေးလိုက်သမီး။ဆီယာမအခန်းထဲကိုဝင်လာလေသည်။ဟောအပြိုကြီးအိမ်ကလူတွေရောက်လာပြီလား။ဘာဟင်းတွေပါလဲပြို့။အားရှိအောင်စားခိုင်းအောင်ဒီကအမဲကျော်တွေမာနေပြီပြန်ယူသွားကြခင်လေးဤသမီးလေးသည်ကျမကိုတရူတသေးထမင်းထည့်ပေး၏ခင်ထွေးကကျမကိုအตาလေးထူပေးပါသည် ခင်လေး၏လက်ရာဖြစ်ဟန်တူသောချက်သားဟင်းညိုသည်မိန်လေစွာသမီးကအခုဘယ်နှတန်းရောက်ပြီလဲခုနှစ်တန်းမှကြီးကြီးမေကျမဤနူးညံ့ချိုသာသောအခေါ်အဝေါ်ကြောင့်ခင်ထွေးရောခင်လေးပါမျက်နာများဝင်းပသွားကြလေသည်မမကြီးစေးရုံအားဆင်းအဖော်ရအောင်မမတူတွေတူမတွေခေါ်ထားပေါ့သူတို့ចောင်းပိတ်လို့အားနေကြတာခင်လေးကဝမ်းတာအာရပြော၏ကျမသည်ခေါင်းကိုတဆက်ဆက်ညှိနှိုင်းလိုက်၏ ထမင်းတကြိုင်ကုံသွားပါသည်စေရောလူပါလန်းဆန်းသွား၏စေယုံမှာတရက်နှစ်ရက်ပဲနေရတော့မှာ ထမင်းနေပါရဲလာမပိုးနဲ့တော့ညီတို့အလုတ်တစ်ဖက်နဲ့ဒုက္ခများတယ်မများပါဘူးမမကြီးရဲ့ကျမတို့မှာမမကြီးတယောက်ပဲရှိတာမမကြီးကို ကျမတို့မပြုစုလို့ဘယ်လိုပြုစုမလဲညီမတွေဤမေတ္တာစေတနာကို ကျမနားလည်လာပါသည်သူတို့သည်သူတို့ဘဝခီအတွက်လှုပ်ရိုးလှုပ်စင်အတိုင်းဖန်တီးသွားကြခြင်းသာဖြစ်၏ ဆင်းရဲခြင်းချမ်းသာခြင်းဖြင့်လူဘဝကိုတသမတ်သေးဖြစ်အောင်တားဆီးထိန်ချုပ်၍မရလူလောက၏အကြောင်းချင်းရာများသည် သူနေရာနှင့်သူအံဝင်တွင်ကြစွာပါဝင်လှုပ်ရှားနေကြပေ၏မေတ္တာ၏နှွေးထွေးမှုကိုခံစားရသောအခါဓမ္မသည် အထီးကျန်ဘဝမှတစတစလွမြောက်လာ၏မမကြီးဘာလို့သေးလဲလူရမလေးဓမ္မကကျေနပ်စွာကောင်းကိုခိုင်ရန်ပြလိုက်၏ ခင်ထွေးသည်ပိဆအတူဆာများကိုဆက်ချုပ်ထားသောဆက်ဆောင်တထဲကိုထုတ်၍ပေး၏ဒီဆောင်ကကွန်းဆောင်ထံနှွေးတယ်မမကြီးရဲ့ကျမသည်ခင်ထွေးကိုကြည့်ကသုံးတရားပြောရန်အာယူရ၏ခင်ထွေးညီလက်ောက်တွေငါခဏတင်ထတာလာပြန်ယူကြည့်ကျမသိပါတယ်မမကြီးရဲ့ရုတ်တရက်တော့ကျမအံ့ဩလို့နောက်တော့တွေးမိပါတယ်မမကြီးစီရှိနေတာကျမစီရှိနေတာ ਨੇ အတူတူပဲလို့ ဒါကြောင့်ကျမလာမယူတာပါ။မမကြီးမှကျမတို့ကလွဲလို့ဘသူရှိလို့တော့။ခင်ထွေးသည် လောကကြီးကို ကျမထက်ပို၍သဘောပေါက်ပေသည်။သူတို့ပြန်ရန်ပြင်သောအခါခင်လေးဤသမီးငယ်သည် ကျမနာကပ်ပြီးခက်ချွဲချွဲလေးနှုတ်ဆက်၏။ကြီးမေသမီးတို့ပြန်မင်နော်။အေးအေးကြောင်ပိန်ရင်သမီးတို့လာနေနော်။ဟုတ်ကွယ်ကြီးမေနဲ့တသက်လုံးလာနေကြ။သိလား။ ကျမသည်အာတက်တရောပြောမိပြီးကျမဖာသာရှက်သွေးဖြာကဝန်းနေဝန်းသာဖြစ်နေမိပါသည်သူတို့အားလုံးပြန်လဲထွက်ခွာသွားကြ၏ပဝင်းကျင်သည်တိတ်ဆိတ်ဆဲပင် သို့သောကျမအထီးကျန်ဘဝကလွန်မြောက်ပါပြီဒီညကျမကောင်းကောင်းအိပ်ပျော်ပါလိမ့်မည်ဟုတ်ကဲ့ပါဆီယမမမုံအင်းရရဲ့ပြေဆုံးခြင်းနဲ့မပြေဆုံးခြင်းဝိထုလေးကဒီမှာပဲပြီးဆုံးသွားပါပြီ အဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်ရှင်။